မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ March 29ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ်စခန်းသိမ်းတိုက်ပွဲသတင်းကတော့ရခိုင်ပြည်နယ်ဘူးတီတောင်အခြေစိုက်ခမရ992တရင်ကိုရခိုင်တပ်တော် AA ကအပိသက်တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဖေဝါရီလ24ရက်နေ့မနက်7:35မိနစ်အချိန်ကစတင်ပြီးတော့ဘူတီတောင်အခြေစိုက်စကခ15လောက်ခန့်ခမရ992တရင်ကိုစတင်ထိုးစစ်ဆင်တိုက်ခတ်ခဲ့တယ်လို့သိရပါဗျ။စစ်ကောင်စီရဲ့ G ရေးလေး အပြင်းအထန်ခုခံကာကွယ်မှုဂျားတွေကနေပြီးတော့ရပ်ပေါင်း32ရက်ဂျာအောင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးတဲ့နောက်မှာမက်လာ25ရက်နေ့နေ့လယ်7:00နာရီအချိန်မှာအဲ့ဒီစခန်းတစ်ခုလုံးကိုအပိသက်သိမ့်ပိုက်ရယူနိုင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။ဘူးသီးတောင်ခမရ99နှစ်တရင်ကိုသိမ့်ပိုက်မှုအတွင်းမှာလက်နက်ခဲရန်စစ်သားအလောင်းများနဲ့အတူလက်နက်ချအညံ့ခံတဲ့စစ်သားတချို့ကိုလည်းလက်ရဖမ်းဆီးမိခဲ့တယ်လို့သိရပါဗျ။ဒါအပြင်ထွက်ပြေးလွမြောက်နေသေးတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုလည်းရခိုင်တပ်တော် AA ကလိုက်လံဖမ်းဆီးလျက်ရှိတယ်လို့သိရပါဗျ။အလားတူပဲ ရခိုင်တပ်တော်အေအေကတလနီးပါဝိုင်းရံပိတ်ဆို့ထားနိုင်ခဲ့ပြီးတဲ့နောက်အတိုင်းအတာတစ်ခုထိတိမ့်ပိုက်ရယူထားပြီးဖြစ်တဲ့ရခိုင်ပြည်နယ်မောင်တော်မြို့မှာရှိတဲ့ကျင်းချောင်းနေကြားဆောင်စခန်းကိုလည်းအပိတ်တရယူနိုင်ဖို့အတွက်ထိုးစစ်ကိုဆက်လက်ပြီးတော့အရှိန်ဟုန်မြင့်လျက်ရှိတယ်လို့အေအေကပြောပါရယ်။ဒါ့အပြင်မောင်တော်မြို့မှာရှိတဲ့တမန်သားရေကင်းစခန်းကိုထိုးစစ်ဆင်တိုက်ခိုက်ပြီးတဲ့နောက်မှာမက်လ25ရက်နေ့မှာအဲ့ဒီစခန်းကအင်အားတရာကပါဝင်တဲ့တပ်ဖွဲ့ဝင်တွေကရခိုင်တပ်တော်အေအေရဲ့ ်ထိုးစစ်ဆင်တိုက်ခိုက်မှုကိုအလူးလဲခံရပြီးတဲ့နောက်မှာရခိုင်တပ်တော်ထံမှလက်နက်ချခဲ့တယ်လို့သိရပါဗါးစစ်အုံဆောင်ပစ္စည်းများလက်နက်ခဲယမ်းများအများကိုလည်းတင်စီရရှိခဲ့တယ်လို့သိရပါဗါလက်ရှိမှာရခိုင်တပ်တော် AA ကလက်နက်ချအညံ့ခံတဲ့သူတွေကိုကောင်းမွန်စွာစောက်ရှောက်ထားတယ်လို့သိရပါဗါလက်ရှိအချိန်ထိရခိုင်ပလောဝဒေသတွေကလက်နက်ချအညံ့ခံခဲ့တဲ့စစ်သားများနဲ့တပ်မိသားစုဝင်အရေးအတွက်တွေဟာထောင်ချီရှိနေပြီဖြစ်ကြောင်းသတင်းရရှိပါရခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းမိထီလာမှာစေကောင်းစီရဲ့ရဟတ်ရင်တစီဆက်ချွတ်ရင်းပျက်စီးမှုကိုဝန်ခံသတင်းဖော်ပြခဲ့တော့လဲတုတ်တန်နယ်ကိုပြတ်ကြတာကိုစစ်တပ်ကသတင်းဖုံးထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်။မက်လာ28ရက်နေ့ထုတ်စေကောင်းစီရဲ့ဝါရဖြန့်သတင်းစာတွေမှာမနေ့ကမနက်ပိုင်းကစစ်ကောင်းစီရဲ့လေတက်ကလေ့ကျင့်ရေးရဟတ်ရင်ငယ်တစီဟာရဟတ်ရင်မှုတအုပ်နဲ့တင်နန်းသားတအုပ်တို့လိုက်ပါပြီးတော့လေ့ကျင့်ပြန်တန်းနေတဲ့အချိန်မိထီလာမြို့နယ်ပြည်သားရအနီးကိုအရောက်မှာ ရုတ်တရက်ဆက်ချွတ်ရွံ့မှုဖြစ်ပေါ်ခဲ့တဲ့အတွက်မြေပြင်ကိုအရေးပေါ်ဆင်းသက်ခဲ့ရတယ်လို့ဖော်ပြထားပါတယ်။ရဟတ်ရင်မှုနဲ့တင်းနန်းသားတို့ဟာထိခိုက်ဒဏ်ရာရရှိခြင်းမရှိတော့လေရဟတ်ရင်ကတော့ပျက်စီးသွားတယ်လို့သတင်းမှာဖော်ပြထားပါတယ်။မိထီလာမျိုးကပြည်သူတွေကတော့မက်လာ26ရက်နေ့မွန်လွဲ17နာရီခွဲအချိန်မှာမိထီလာမျိုးနဲ့ရှမ်းတဲ့လေးတဲ့စခန်းကရဟတ်ရင်တစီဆက်ချွတ်ရွံ့ပြီးတော့မဟူရာတုတ်တန်တဲ့ကိုပြက်ကျသွားခဲ့တယ်လို့ပြောဆိုခဲ့ပါတယ်။ရဟတ်ရင်မှု2ဦးဒဏ်ရာရရှိပြီးတော့ ပြည်သူတွေကစွဲထုတ်ပေးခဲ့ရတယ်လို့သတင်းပေးဖို့ပြောဆိုလာပါတယ်မိထီလာရှမ်းတဲ့လေတက်ကရဟတ်ရင်တစည်းဆက်ချွတ်ယွင်းပြီးတော့မဟုတ်ရတင်းတိုင်းပေါ်ကိုပြတ်ကြတာလေရင်မောင်းတဲ့ကောင်နှစ်ကောင်ကတော့ရွာသားတွေကအပြင်ကိုစွဲထုတ်ပေးတာမတည်ဘူးလို့ဒေသခံပြည်သူတို့ကပြောဆိုခဲ့ပါတယ်ဒါပေမဲ့စေကောင်စီရဲ့သတင်းတွေမှာတော့ရဟတ်ရင်ဟာတုတ်တန်တဲ့ကိုပြတ်ကြခဲ့တာဆိုတာကိုလုံးဝသတင်းဖော်ပြခြင်းမပြုဘဲနဲ့ရဟတ်ရင်ပြတ်တဲ့နေရာကိုသတင်းဖုံးကွယ်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့နေပြည်တော်ကာကွယ်ပစ္စည်းထုတ်လုပ်ရေးတပ်ဖွဲ့အရာရှိချုပ်ယုံကကထုတ်အတွင်းမှာဗိုလ်ချုပ်သားတချို့နဲ့စစ်ယုံကစစ်ဝန်ထမ်းစရေးမတွေမူရဲစေဝါတုံးပြီးတော့ပျော်ပါခဲ့တဲ့အမှုမှာပါဝင်ခဲ့တဲ့အမျိုးသမီးစစ်သည်15ဦးနဲ့အမျိုးသားစစ်သည်အရာရှိ6ဦးလို့ကိုစစ်ကောင်စီကအေးအေးယူလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အဲ့ဒီဖြစ်စဉ်ကအခုဖေဖော်ဝါရီလဆန်းပိုင်းမှာဖြစ်ပျက်ခဲ့တာဖြစ်ပြီးတော့နောက်ဆက်တွဲဖမ်းဆီးဆစ်ဆင်းမှုတွေလှုပ်ဆောင်ခဲ့ပြီးတဲ့နောက် ဗိုလ်ချုပ်သားနေအိမ်နဲ့ကကထုတ်စီယုံဝန်ထမ်းတက်ကြဆေးမတွေနေတဲ့အပြိုရိတ်သားတွေမှာပါမူရဲ့စေဝါတွေကိုဖမ်းဆီးရမိခဲ့တယ်လို့သိရပါဗျ။အဲ့ဒီဖြစ်စဉ်မှာပါဝင်တဲ့ကကထုတ်စေယုံစီအိမတွေဘက်ကမူရဲ့စေဝါကိုဥဆောင်ပြီးတော့တုံးဆွဲသူတက်ကြကြီးစရေးជីជីလင်းထိုက်ကိုတက်ပြောင်းအဖြစ်နဲ့ချက်ချင်းရန်ကုန်ကိုရွှေ့ပြောင်းခဲ့ပြီမယ်လေ။သတင်းဌာနတွေစီသတင်းပေါက်ကြားပြီးတဲ့နောက်အေးအေးယူမှုတွေလှုပ်ဆောင်ခဲ့တယ်လို့သိရပါဗျ။တက်ကြကြီးစရေးမတွေနဲ့ဗိုလ်ချုပ်သားတွေကမူရဲ့စေဝါတုံးဆွဲပြီးတော့ပျော်ပါးကြတဲ့ကိစ္စကို ဆရာဖကဥဆောင်ပြီးတော့မိโกကြွက်လျှောက်ဖော်ထုတ်ပြီးတဲ့နောက်မှာအမျိုးသားနဲ့အမျိုးသမီးစစ်သည်၂၁ဦးကိုအေးအေးယူခဲ့တာဖြစ်တယ်လို့သိရပါတယ်စစ်တပ်ကအေးအေးယူလိုက်တဲ့လူတွေကတော့ជីជីလင်းထိုက်ဦးစီးတဲ့အမျိုးသမီးတက်ကြကြီးစေရင်မှ၁၂ဦးဗိုလ်ကြီးအဆင့်ရှိတဲ့အမျိုးသမီးအရာရှိ၃ဦးဗိုလ်ကြီးအဆင့်ရှိတဲ့အမျိုးသားအရာရှိ၃ဦးအနာပေးခံလိုက်ရတဲ့ကာဆာထတင့်မှုဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦးရဲ့ကိုရဲအရာရှိဗိုလ်ကြီးဝေယံဝင်းအောင်စကမ်းမှုဗိုလ်ချုပ်တိန်းစော်ရဲ့ကိုရဲအရာရှိအင်ဂျင်နီယာတက်က ဘူကြီးတူစုစုပေါင်း21ဦးတို့ကိုအေးအေးယူတာဖြစ်တယ်လို့သိရပါဗါးအေးအေးယူခံရတဲ့လူတွေထဲမှာတော့ဘူချုပ်တေရဲ့သားတွေမပါဝင်ဘူးလို့သိရပါဗါးဒါပေမဲ့လည်းသူတို့ကိုအေးအေးယူရမှာမူးရဲ့စေဝါမှုမပါဝင်ဘဲနဲ့ခွင့်ပြုမိတ်မရပဲတက်ပြင်ထွက်မှုလောင်းကစားမှုတွေနဲ့သာအေးအေးယူထားတာဖြစ်တယ်လို့သိရပါဗါးဒါပြင်စစ်တပ်အတွင်းမှာမူရဲ့စေဝါသုံးဆွဲသူတွေများပြားလာပြီးတော့ဆရာဖားကဖမ်းဆီးမှုတွေရှိလာတဲ့အခါမှာ မူရဲစေဝါသုံးဆွဲတဲ့စစ်တီတွေကိုစေးစစ်မှုတွေလှုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီလိုစေးစစ်တဲ့အခါမှာတချို့သောစစ်တီအမျိုးသားတွေနဲ့အမျိုးသမီးတွေစီမှာ HIV ကူးစက်ခံရတာတွေလည်းရှိလာတယ်လို့တွေ့ရပါတယ်။စစ်တပ်မှာမူရဲစေဝါသုံးဆွဲတာမူရဲစေဝါတွေကိုဖမ်းဆီးနေမှုတွေကနေပြည်တော်စစ်ရုံးထဲမှာမကြခဏဆိုးသလိုဖြစ်ပွားနေပြီးတော့ဒုတိယဗိုလ်ချုပ်ကြီးကျော်စွာလင်းရဲ့တားဖြစ်သူဟာလည်းမူရဲစေဝါသုံးဆွဲနေမှုကိုမကြသေးမီကမှဖမ်းဆီးရရှိခဲ့သေးတယ်လို့သိရပါတယ်။ဒါပေမဲ့ဖခင်တွေကထိတ်တန့်ဗိုလ်ချုပ်တွေဖြစ်နေတော့ ဖုံဖုံဖိဖိနဲ့ပြီးစီးလိုက်ကြကြောင်းသတင်းရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းမြင်းညံမြို့နယ်အိုင်းမကြီးရွာကစစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးလက်နက်ကင်ပြီးတော့တောင်းကျမ်းနေတဲ့သူဇော်မင်းမိုးဆိုတဲ့သူကိုမနေ့ကဝင်ရောက်ပြစ်ခတ်ရမှာခုခံပြီးတော့ထွက်ပြေးသွားလို့တနက်ကိုတင်းယူနိုင်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မက်စလာ26ရက်နေ့နေ့လယ်တနာရီအချိန်ကမြင်းညာမြို့နယ်အိုင်းမကြီးရွာစစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးဇော်မင်းမိုးဆိုသူကို Hero Defense Force မြင်းညာနဲ့ ရွှေချိုးပြည်သူ့ကာကွယ်တပ်ဖွဲ့မြင်းညာညီနောင်မဟာမိတ်အဖွဲ့နှစ်ဖွဲ့ကပူးပေါင်းပြီးတော့တွက်ရောက်ပြစ်ခတ်ခဲ့တာလို့သိရပါတယ်။ဝင်ရောက်ပြစ်ခတ်ရှင်းလင်းရမှာစစ်ကောင်စီခန့်အုပ်ချုပ်ရေးမှုဇော်မင်းမိုးကပြန်လည်ပြီးတော့ခုခံပြစ်ခတ်တဲ့အတွက်နှစ်ဖက်ထိတွေ့မှုဖြစ်ပွားရမှာအုပ်ကြီးက၎င်းကင်ဆောင်တဲ့ကာပိုင်တနတ်ကိုချပြီးတော့ထွက်ပြေးလွတ်မြောက်သွားခဲ့တယ်လို့သိရပါတယ်။ကျုပ်တို့ရဲ့ရဲဘော်တွေကတော့အထီးကမ်းရှိအောင်မြင်စွာပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ပြောဆိုခဲ့ပါဗျ။စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှုဇော်မင်းမိုးထံကနေပြီးတော့ ကာပိုင်တနတ်တလက်ကြီပေါင်းနှစ်ခုကာပိုင်ကြီး43000တို့ကိုတင်စီရမိခဲ့တယ်လို့ရွှေချိုးဖြူပြည်သူ့ကာကွယ်တပ်ဖွဲ့မြင်းညံကဖော်ပြထားပါတယ်။မြင်းညံနယ်ကစစ်ကောင်စီကခန့်အပ်ထားတဲ့အုပ်ချုပ်ရေးမှုအများစုဟာပြူစောထိပ်အဖွဲ့ဝင်တွေဖြစ်ပြီးတော့စစ်အုပ်စုကထုတ်ပေးထားတဲ့တနတ်နယ်ရက်ရွာလူလူကိုလက်နက်ပြမိုက်ကြီးခွဲဖမ်းဆီးငွေညစ်ရန်ပြုတ်တပ်ဖြတ်တဲ့အကြမ်းဖက်လုပ်ရက်တွေကိုထင်တိုင်းကျဲပြီးတော့ကျူးလွန်နေတာဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်။လက်ရှိမှာတော့စစ်ကောင်စီအုပ်စုကမြင်းညံနယ်ဒေသခံတွေကို စစ်သားတဲ့စူဆောင်းတာတွေလှုပ်ဆောင်နေသလိုရွာစဉ်ပတ်မွေစစ်ကြောင်းထိုးပြီးတော့လူတက်လူရက်မိရှို့တာတွေကိုလည်းလုပ်နေတယ်လို့ပြောပြခဲ့ပါဗျ။မြင်းညံနေထဲမှာအဖွဲတွေခွဲပြီးတော့စစ်ကြောင်းထိုးနေတဲ့စစ်ကောင်စီအုပ်စုဟာမတ်လ12ရက်နေ့ကနေ16ရက်နေ့အထိတပတ်အတွင်းမှာမြင်းညံမြို့နယ်စိတ်ကုန်းရွာကအသက်20အရွယ်အမျိုးသမီးကိုဖမ်းဆီးအဓမ္မပြုခြင်းကမိရှို့တပ်ဖြတ်မှုအပါအဝင်ဒေသခံပြည်သူ၉ဦးကိုတပ်ဖြတ်ပြီးရွာ၆ရွာကိုမိရှို့ဖျက်ဆီးခဲ့ကြောင်းသတင်းရရှိပါရခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းပခုတ်ကူမြို့နယ်ကံမမြို့အမှတ်7ရပ်ကွက်ကိုစစ်ကောင်စီတပ်ကမက်လ26ရက်နေ့ညနေ4နာရီခွဲအချိန်မှာမိရှုဖျက်ဆီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စစ်ကောင်စီအနေနဲ့ပခုတ်ကူမြို့နယ်အတွင်းမှာရှိတဲ့မြို့ပေါ်ရပ်ကွက်တစ်ခုကိုပထမဆုံးမိရှုဖျက်ဆီးခြင်းဖြစ်ပြီးတော့တာဝန်ရှိသူတွေအစင်းစိတ်အနေနဲ့၎င်းတို့ရဲ့လုပ်ရက်တွေကိုတာဝန်ယူရမှာဖြစ်တယ်လို့အတိပေးထားပါတယ်လက်ရှိမှာလည်းပခုတ်ကူကံမပေါက်လန်းကိုစီရင်အခြေအနေရမက်လ22ရက်နေ့ကနေစတင်ပြီးတော့ ပိတ်ထားမှာဖြစ်ကြောင်းကိုလည်းပခုတ်ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကအသိပေးထားတယ်လို့သိရပါတယ်။ပေါ့မြို့နယ်မှာလည်းလမ်းလုံးကျွေးရေးယူထားတဲ့စစ်ကောင်စီတပ်သားတွေကိုမိုင်းဆွဲတိုက်ခိုက်ခံရတဲ့အတွက်အုံတော်မြောက်စုရွာကိုညနေပိုင်းအချိန်မှာစစ်ကောင်စီဘက်ကရွာလုံးကျွတ်မိရှုပ်ဖျက်ဆီးသွားခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာနိုင်ငံတဝန်းလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။